မြင်တော့သိလားစိတ်ကအရင်တို့သွားတယ်ကောင်တာမှာရှိတဲ့ကောင်လေးကိုအဲ့ညီကိုတခါတယ်လက်ပြန်တယ်တခါတယ်ဆွဲပြီးဆုံဆွဲချပြီးတော့တခါတယ်သူတို့ရဲ့အခြေအနေရဒီလိုမျိုးကြီးတန်းစီပြီးတော့စီမှာသူတို့ဟိုမဝင့်ဘူးနောက်တခါစိတ်ခံစားချက်တွေမှာအားငယ်တာတွေအားလုံးဝမ်းမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ ဒီပြည်တော်မှာပေါ့နော်စိုင်းတချို့ကဒီငလင်လောက်ခတ်မှုကိုအကြောင်းပြပြီးတော့ပေါ့နော်ငွေလွှဲငွေတုံလောက်တဲ့အခါမှာသူတို့ကမယိုင်းစော်ကားစွာနဲ့ပေါ့နော်တတိဖြစ်စည်းပွားဖြစ်လဲလဲနေအကြောင်းကိုနေပြည်တော်မှာနေတဲ့အမားတယောက်ကရင်ဖွင့်ပြောပြလာတယ်ဗျကဲသူပြောပြလာတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ဘုသူရအနေနဲ့အတူတူနားထောင်ကြည့်လိုက်ကြရအောင်ဗျာနော်လေတခုပြောချင်တယ်ပေါ့နော်။ဘာလဲလဲဆိုတော့ဒီနေ့ကတော့ပတ်စံစဲသိန်းသွက်ထုတ်ခဲ့တယ်ပေါ့နော်။ မစင်စဲသိန်းသွက်ထုတ်တယ်။စဲသိန်းသွက်ထုတ်တာအကောင့်တရထုတ်တာပေါ့နော်။အကောင့်တရထုတ်တာကိုဆန်ရစဲသိန်းကိုတသိန်းယူတယ်။မရိုင်းတော့နော်။ဒါပေမဲ့ပတ်ဆက်ရေးကြည့်လိုက်တော့ပတ်ဆက်စဲသိန်းက၉သိန်းပဲရှိတယ်။အရင်တော့ပတ်ဆက်သက်ထုတ်နေလို့ရှိလို့ရှိရင်စဲသိန်းကို၂000ပဲယူတာဒီ။နှစ်ထောင်ပဲယူတယ်အခုကတသိန်းယူတာဆိုတော့ဘာဖြစ်လို့တသိန်းယူတာလဲလို့မေးလိုက်တဲ့ခါကျတော့ထုတ်အခုကတဲ့ပတ်စံလေးနှစ်ပြည့်လေလို့တဲ့တသိန်းယူတာပါတဲ့နော် တန်းယူတာမလေးဘာမမြင်တော့ဘူးသိလားစိတ်ကအရန်တို့သွားတယ်ကောင်တာမှာရှိတဲ့ကောင်လေးကိုအဲ့ညီကိုတခါတယ်လက်ပြန်တယ်တခါတယ်ဆွဲပြီးဆောင်ဆွဲချပြီးတော့တခါတယ်တဲပြီးတော့ထိုးတာနော်တဲပြီးထိုးတော့မှဆိုင်ထွက်တယ်ဘလို့ဖြည့်ရှင်းရလဲဆိုတော့မသိလို့လောက်တာပါတဲ့မသိလို့ယူတာပါတဲ့ဖြစ်နိုင်လားခလေးကဝန်ထမ်းလေနော်ဝန်ထမ်းဆိုင်ရှင်ကခိုင်းလို့ဒီဝန်ထမ်းခလေးကယူရဲတာပေါ့ မင်းလေးရရှိမှာတဲကို50တရာထုတ်တဲ့လူကြီးအများကြီးပဲသူတို့လည်းမျက်နှာလေးမှန်ကုတ်ပြီးတော့ဘာမှမပြောရဲကြဟင်မင်းလေးအဲ့ဒီလိုထိုးကြိတ်တော့မှလောက်တော့မှဆိုင်ရှင်မှထွက်ပြီးဒူထောက်တောင်းမှပြီးတော့ရေစခန်းအကြောင်းကြားမယ်လေလောက်ပေါ့မလောက်ပါနဲ့ဆိုပြီးတော့တခါတည်းတောင်းမှမြေရှေ့ရလူတွေပဲအားလုံးနှင်းဖြစ်ပြီးတော့ကြံမပြောလိုက်တယ်နောက်တခါအဲ့နေပြီးတော့မှစိုက်နေလေမဆန်ထောက်ကအောက်တရာနေထောက်တာ30သိန်းကို3သိန်းယူတဲ့လူတွေမင်းလေးရှိကိုဆက်သွယ်လိုက်ဟင်းသိလားမင်းလေးရှိကိုဆက်သွယ်လိုက် နာပြီးသားမှတ်တော်မင်းတို့ရတဲ့တိုင်းရင်မရောက်လက်တွဲအရင်ဝင်ပြီးရိုက်ခွဲပစ်ပါလုတ်ပြရမှာနော်စော်ပြရမှာတော်စားရပြီဒီမှာလက်ဒုက္ခတွေရဒုက္ခတွေရောက်နေကြတာနော်တခိုးကြီးတည်းဆိုသိန်း50ဟိုမလေးရနေလွှဲပစ်လိုက်တာသားဖြစ်သူကမတမီးတည်းရောဟိုမင်းနေမတမီးဖြစ်တဲ့သူတွေရောမြေးဖြစ်တဲ့သူတွေရောပါသွားတာမြေးမလေးတယောက်ပဲမှာစိတ်ယုံမှာတက်နေလို့စေဘွားကဆိုပြီးသားဖြစ်တဲ့သူကပို့လိုက်တာ အဲ့ဒါကို၅သိန်းဖြတ်တယ်အိ၅သိန်းတွေက၅သိန်းဖြုတ်တော့ဘိုးကြီးမှာကတုံးကြီးနဲ့နော်ညည်ရီတောင်ကြတယ်ဘိုးကြီးအဲ့တော့စိတ်ကမထိန်နိုင်တော့ဘူးဒီနော်စိတ်ကမထိန်နိုင်တော့လုတ်ပြစ်ထွက်လိုက်ကောဟုတ်ပြီထဲတော့တောင်းမှန်တယ်အဲ့ဒီလူတွေလည်းအကုန်လုံးဒီတိုင်းကြီးကိုဆယ်သိန်းထုတ်တဲ့လူလည်းဆယ်သိန်းပြည့်ပြန်ပေးသွားတယ်မယူဘူးနော်ဆယ်သိန်းပြည့်ပြန်ပေးလို့လည်းမယူတာတန်ကြီးပဲရင်တော့2000ပြတ်တယ်ဆယ်သိန်းကို2000ပြတ်တာ2000ပြန်ပေးလိုက်အခုရေတက်ဘူး10ဘူးတကက်ကိုပေါ့6ဘူးတကက်ကိုလေတောင်း2000ပဲရတယ် နော်တကြက်သတိထားအဆိုင်ဘလောက်တောင်မှရိုင်းလဲနော်မလေးကတော့သူများလို့ဟိုအာကိုတီအာကိုနဲ့ရိုင်းမကိုတိုင်းဝင်ပြီးလောက်ပြင်မှာအေးငါဝေ့ရင်လည်းငါ့ကိုလောက်မိုက်တယ်နော်သူရကြက်သေးတော့ဇက်မပါမလားဘူးမဟုတ်တာကြီးလက်ပိုက်ကြီးမနေတတ်ဘူးတကောင်နဲ့နေနေတာမနေပြီးတော့မှမွေးသားကလေးတွေအင်းနဲ့တကောင်နဲ့ရက်တည်နေတာတိုက်တဲ့အချိန်မြင်လာခဲ့နာမည်မင်းနှင်းစီနာမည်ပြည့်စုံပေးလိုက်မထားချောင်းနော်အခုညီသေးပါလို့ရင်တောင်းနော် ကျွန်တော်ရဲ့တငယ်ချင်းတွေထဲကလည်းပေါ့နော်နေပြည်တော်မှာအကူအညီလိုချင်တောင်းလို့ရတယ်ဗျာနော်ဒီလိုမျိုးစော်ကားတဲ့ဆိုင်တွေတွေ့ရင်ပေါ့ဗျာနော်ပြောစရာလည်းရှိလို့နော်ဒီနေ့ကျွန်မအောင်ငလင်ဖြစ်တဲ့ဒေသတွေမှာသွားတဲ့သွားလူကြတဲ့ပေါ့ကိုတိုင်းကိုကြသွားလူကြတဲ့မိတ်ဆွေတွေနဲ့စကားပြောပြတဲ့အချိန်မှာသူတို့စီကအာတချို့ဆောင်းရံရှောင်းရံလေးတွေစကားလေးတွေကိုလည်းကြားရပါတယ်နော်အဲ့ဒါဘာလဲဆိုတဲ့ခါကျတော့ ထုံးစံအတိုင်းပေါ့ဘယ်နာပဲလူလူဘယ်နာပဲသွားသွားလေကျမတို့တကယ်ရောက်ဒုက္ခရောက်နေတဲ့သူကတတ်တတ်အဲတကယ်ကိုဒုက္ခအဲမရောက်ပေမဲ့လေတချို့ကကြတော့ချို့တဲ့ကြတဲ့ခါကြတော့နွမ်းပါကြတဲ့ခါကြတော့ဒီလိုမျိုးအလှရှင်တွေလာတဲ့ချိန်ကြလို့ရှိလို့ရှိရင်မိသားစုလိုက်တွေပေါ့နော်မိသားစုလိုက်တွေဒါအာဝိုင်းဝန်းပြီးတော့မှယူကြတဲ့လူတွေကတတ်တတ်ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်တယ်အဲ့တော့အော်ပြောရလို့ရှိလို့ရှိရင်တော့ဒီအခုဖြစ်တဲ့ငလင်ကတော့ ပဆန်အတန်အသင့်ရှိတဲ့လူဒန်းစားကနေပဆန်ရှိလူဒန်းစားတွေအထိနာတယ်ပို့ပြီးတော့အထိနာတယ်ပေါ့ပို့ပြီးတော့အထိနာတယ်လို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့အခုပြိုသွားတဲ့အများစုကတိုက်တယ်။အဲ့တော့တိုက်တဲ့တာနဲ့ နေနိုင်နေဆိုနေရအတန်အသင့်စီးပွားရေးပြည်လေတဲ့သူတွေပေါ့နော်ဒီလိုလူမျိုးတွေဖြစ်တယ်အဲ့တော့ဒီလိုလူမျိုးတွေကလည်းလာပြီးတော့မှအလူတွေလာပြီးလှူကြတဲ့အခြေအနေမှာအာသူတို့အရင်ရဲ့သူတို့ရဲ့အခြေအနေရဒီလိုမျိုးကြီးတန်းစီပြီးတော့စီမှာသူတို့ဟိုမဝင့်ဘူးနောက်တစ်ခါစိတ်ခံစားချက်တွေမှာအားငယ်တာတွေတိမ်ငယ်တာတွေဝမ်းနည်းတာတွေအကြောင်းမလို့သူတို့တွေကတော့ဒါဒီလိုနေရာတွေမှာတန်းစီပြီးတော့မှယူဖို့အတွက်ကိုအင်မတန်ကိုခက်ခဲပါတယ်နော်ဆိုတော့အဲ့တော့တန်းစီပြီးတော့မှယူ ူရတာကိုမခက်ခဲတဲ့လူဒန်းစားတရက်ကတတ်တတ်ရှိပါတယ်။အဲ့တော့သွားပြီးတော့မှလူကြတဲ့အလှူရှင်တွေကတနေရာမှာရက်လိုက်တယ်၊လာပြီးတန်းစီပြီးတော့မှတန်းစီတဲ့သူတွေကိုလှူလိုက်တဲ့ပေးလိုက်တဲ့အခြေအနေမှာလည်းအော်စီမရှိကမ်းမရှိလူတာတွေပေါ့နော်ဝိုင်းပြီးတော့မှအတင်းအာဆွဲလွဲပြီးတော့မှယူတာမျိုးတွေလည်းဒါမျိုးတွေလည်းကြုံတွေ့ရပါတယ်တဲ့။ဒါကြောင့်မလို့တဲ့ဖြစ်နိုင်မဲ့ဆိုရင်တဲ့နောက်ထပ်လာလူမဲ့သူတွေကတော့တဲ့အမ်တကယ်ကိုဟိုဒုက္ခရောက်တဲ့ အိမ်တွေကိုအိမ်တိုင်းညာရောက်သွားပြီးတော့မှဒါတအိမ်တဆင်းလေးဒီလိုမျိုးလေးပေးနိုင်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှထိရောက်ပါမယ်တဲ့ပို့ပြီးတော့မှတကယ်ကိုဒုက္ခရောက်နေတဲ့သူတွေလိုအပ်နေတဲ့သူတွေလက်ထဲကိုတဲ့ပို့ပြီးတော့မှရောက်နိုင်ပါလိမ့်မယ်လို့ဒီလိုအကြံပေးစကားလေးကျွန်မကိုပြောပါရယ်နော်ပြောပြီးတော့မှကျွန်မကိုလည်းဒါကောင်းတယ်နော်ဒီအကြံပေးစကားတော်တော်တန်ဖိုးရှိတယ်ဗျအဲ့လိုလောက်တာကတကယ်ကိုနင့်နာတဲ့သူတွေတိတိရောက်ရောက်ရှိလိမ့်မယ်ဗျာနော် အဲဒါလူအများသိအောင်လေးပြောပေးပါလို့ဒီလိုမျိုးလေးပြောပါတယ်เนาะဒါလေးကတစ်ချက်ပေါ့နောက်တစ်ချက်ပေါ့ကျမတို့ပြည်သူလူထုကြီးကလည်းကျမတို့ဒါဖြစ်သွားတဲ့ဒေသတွေမှာလည်းဖြစ်သွားကြတယ်ပေါ့เนาะပြုတ်ပြတ်ကြတယ်အာဒုက္ခတွေရောက်ကြတယ်ခက်ခဲကြတယ်ပေါ့အဲဒီတော့ကျမတို့အာလူကင်းတဲ့စီကသူတွေကဝိုင်းဝန်းပြီးတော့မှပံပိုးကြတယ်လှူဒန်းကြတယ်ကူညီကြမယ်ပေါ့ဒီလိုမျိုးလှုပ်ရတဲ့အနေအထားမှာကျမတို့အဓိကလိုအပ်ချက်ကပတ်စံပါเนาะပတ်စံရှိမှ ယူလို့တန်းလို့ပေးကမ်းလို့မျှဝေလို့ရမယ်အနေထားပါเนาะဒါကြောင့်မလို့ကျမတို့တွေကမူလကိုယ့်ရဲ့လုပ်ရမယ့်အလုပ်တွေကိုလည်းကြိုးကြိုးစားစားနဲ့ကျမတို့ကနှစ်ဆတိုးပြီးတော့မှအလုပ်လုပ်ရပါမယ်အလုပ်လုပ်တော့မှပတ်စံရမယ်ပတ်စံရတော့မှကျမတို့ကအားနည်းတဲ့သူတွေကိုဖေးမနိုင်မယ်၊ကူညီနိုင်မယ်ဒါကြောင့်မလို့ဈေးရောင်းကြတဲ့သူတွေပေါ့တချို့ဆိုအသီးနှံလေးတွေရောင်းကြတယ် အာအဲ့တော့ဒီအသီးနှံဆိုတာရက်သက်မချက်ရှိတယ်ပေါ့နော်အဲ့တော့ဒီရက်အတွင်းမှာမရောမှုဆိုပုတ်သွားမယ်တိုးသွားမယ်လွှတ်ပစ်လိုက်ရမယ်ဒါဆိုရင်သူ့ရဲ့အရင်ပြုတ်မယ်ပေါ့နော်ဒါငွေကြေးအဆင်မပြေမှုတွေဖြစ်မယ်ပေါ့အဲ့တော့ဟိုဈေးရောက်တဲ့သူတွေကိုလည်းဝမ်းမောမီဆဲဆိုတာမျိုးတွေအာဝေဘန်နာမျိုးတွေရှုံချတာမျိုးတွေမလုပ်ဖဲနဲ့ရောင်းခွင့်ပေးလိုက်ပါနော်ဒီလိုပြောလို့နင်ကဈေးရောက်ကျင်လို့လားလို့ကျွန်မတော့မမေးနဲ့ကျွန်မဆက်မရောမအောင်နော်ကျွန်မမရောမအောင်ကျွန်မဒီအခုဒီ တကြံအပီးထီကိုကျွန်မဘာလုံးမှမလုပ်ပါဘူးเนาะကျွန်မဘာလုံးမှမလုပ်ပါဘူးအဲ့တော့အာလုံနေကြတဲ့သူတွေတချို့ကလည်းမိသားစုရဲ့စားဝတ်နေရဒီဈေးရောင်းခြင်းပေါ်မှာပဲမှုတည်ပြီးတော့မှမိခိုနေရတဲ့သူတွေရှိတယ်။ online social media ကိုအသုံးပြုပြီးတော့မှရောင်းနေရတဲ့သူတွေအဖို့က social media ပေါ်မှာဈေးမရောင်းရဘူးဆိုသူ့ရဲ့မိသားစုစားဝတ်နေရလည်းခက်ခဲမယ်။သူကမှတဆင့်ရရှိပိုရှန်တဲ့ဟာကိုလမ်းပို့အတွက်ယာရီမှာလည်းခက်ခဲမယ်။အဲ့တော့ကျမတို့ကအားနေတဲ့သူကိုကိုဖို့အတွက်ကိုကြံနေတဲ့သူတွေက မိမိလုံနေချလုံအားထက်နှစ်ဆပို့ပြီးတော့မှအများကြီးပို့ပြီးတော့မှလုံမှသာလင်မိ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 သားစုပိုရှန်တော်မှတပားသူစီကိုရောက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးလုံးတဲ့သူတွေအဲ့ဒါမှလည်းကုညီနိုင်ပါလိမ့်နော်နားလည်ပေးလိုက်ကြပါဗျာနော် post တင်တဲ့သူတွေဥပမာပေါ့အစိုးရကလည်းတချင်းဆိုရမယ်ပေါ့နော်အာဒီဈေးတင်ရလဲဈေးရောင်းရမယ်ပေါ့နော်ဆိုတော့အဲ့ဒီကြတော့မှရလာတဲ့ပတ်စံတွေကကျမတို့လိုအပ်တဲ့နေရာတွေကိုလှူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်မှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဈေးရောင်းတဲ့သူတွေအလုပ်လုပ်တဲ့သူတွေကိုလည်းဝေဖန်ရှုံချဆဲဆိုတာလေးတွေနည်းနည်းလေးလျှော့ပေးပြီးတော့မှဒါလုတ်ခွင့်ပေးလိုက်ပါလို့ကျမဒီလိုပြောပါတယ်အေးဒါပေမဲ့တစ်ဖက်ကလည်းနောက်တစ်ချက်ရှိသေးတာပေါ့နော်အဲ့လိုမျိုးလေးလုတ်တယ်ဆိုတဲ့နေရာမှာလဲလုတ်တဲ့သူတွေကလည်းအခုနလိုပေါ့မထော်မနှမ်းနေနဲ့အာကခုံပြောရွှင် င်မြူးတူးပြီးတော့မှ အတင်းကြီးကိုအာဈေးတဲ့တယောက်ဆိုတွေ့တယ်เนาะကောင်လေးတယောက်ဆိုလို့ရှိရင်တခါလေးကိုအာကခုံပျော်ရွှင်မြူးတူးပြီးတနေ့တနေ့တခါလေးဘေးဒုက္ခကြီးမြန်မာပြည်မှာမဖြစ်နေသလိုပုံစံမျိုးနဲ့ကိုသူကလုံနေတာအဲ့လိုမျိုးကြတော့လည်းအမြင်ကက်เสียအကောင်းတာပေါ့เนาะဆိုတော့ဈေးတဲ့ကောင်လေးတယောက် လို့เนาะဟုတ်တယ်เนาะအဲ့လိုမျိုးရှောင်ကျင်တဲ့ကောင်လေးတယောက်ဆိုရင်လေတစ်ချိန်လုံးအမေ तू ကငလင်လောက်တာတော့ तू မသိလိုက်ဘူးဆိုပါเนาะဆိုတဲ့ခါကျတော့ဒီလိုမျိုးလေးတွေပေါ့ထားပါတော့တိလည်းမသိဘူးဆိုတာတော့ဒါပေမဲ့လေဖြစ်သွားပြီဆိုတဲ့နေရာမှာတော့နေ့စဉ်ကခုံပြီးတော့မှဟိုတနိုင်ငံလုံးဘေးမသင့်နေတဲ့ပုံစံမျိုးနဲ့ဈေးရောက်တဲ့ပုံစံမျိုးဆိုရင်တော့လေအမြင်မတော်ဘူးပေါ့เนาะအဲ့တော့ကိုဟာကိုတင်းတင်းလျောက်ပတ်တဲ့ပုံစံမျိုးနဲ့ဈေးရောက်တဲ့သူတွေကိုလည်းခွင့်ပြုပေးလိုက်ပါခုနလိုရောင်းတဲ့သူတွေကလည်းအဲအရေးတုံးမှနားလေပြီးတော့မှ ဒါလှုပ်ကြကင်ကြပြီးတော့မှရှာဖွေလိုအပ်တဲ့နေရာတွေကိုလည်းပံ့ပိုးကြပါလို့ပဲကျွန်မဒီနေရာကနေတိုက်တွန်းပါတယ်နော်အဲ့လိုမျိုးဈေးရောင်းပြီးကွင်းပြုတ်လိုက်ပါအာမဆဲကြပါနဲ့မဆိုကြပါနဲ့ဈေးတယ်လေးတွေကိုအလုံးလုံးတဲ့သူတွေကိုဒီလိုပြောပြီးလို့လည်းကျွန်မနင်းလဲဈေးတယ်မလို့နင်ကဈေးရောင်းကြလို့လားနင်ကဒီလိုပြောတာလားလို့တော့မပြောပါနဲ့နော်ကျွန်မမရောင်းပါဘူးနော်ကျွန်မအလုံးမလုပ်ပါဘူးကျွန်မအလုံးနာထားပါတယ်နော် ဆိုတော့ကျွန်မအလုံနာထားလို့လေဘာမှမဖြစ်သွားဘူးကျွန်မရဲ့ဇာဝင်တွေလည်းဘာမှမဖြစ်သွားဘူးကျွန်မအလုံမလုံရလည်းကျွန်မအတွက်ကဘာမှမခက်ခဲသွားဘူးဒါပေမဲ့အလုံမလုံရရင်ခက်ခဲသွားမဲ့သူတွေအများကြီးရှိတယ်အဲ့ဒီလူတွေကိုလည်းစာနာပေးပါအာကျွန်မဟုတ်တယ်ဗျာနော်အလုံမလုံရရင်ဘဝအစားဝနေရေးနော်အကုန်လုံးခက်ခဲသွားတဲ့သူတွေအများကြီးရှိတယ်အလုံမလုံရပဲနဲ့ဒီနေနိုင်စားနိုင်တဲ့သူတွေကတသက်ရှိတယ်ဗျာနော် အားကြောင့်မလို့တချို့အရာတွေကိုခွင့်လွှတ်နားလည်ပေးလိုက်ပါလို့ကျွန်တော်ကလည်းမေတ္တာရက်ခံခြင်းပါတယ်နော်ကျွန်မခုနပြောသလိုပေါ့ဟောဒုက္ခရောက်တဲ့သူတွေလည်းဒုက္ခရောက်သွားပြီးပြီးအသက်ဆုံးရှုံးသွားတဲ့သူတွေလည်းအသက်ဆုံးရှုံးသွားပြီးပြီးကြံရစ်တဲ့သူတွေကလည်းရှင်တန်ဖို့ထပ်ပြီးတော့မှစ조사ရမှာပေါ့เนาะကျွန်မတို့ပြိုလဲသွားတဲ့အရာတွေကိုပြန်ပြီးတော့မှထူထောင်နိုင်ဖို့ကိုဝိုင်းဝန်း조사ရမှာပေါ့အဲ့အတွက်အလုပ်လုပ်ရမှာပေါ့เนาะဆိုတော့အလုပ်လုပ်ခွင့်ရှိရမှာပေါ့เนาะနာတစ်ချက်ပေါ့အဲ့တော့အလုပ်လုပ် တာကိုလည်းမဝေဖန်ကြဖို့မစဲဆိုကြဖို့ဒါလေးကိုလည်းကျွန်မကမေတ္တာရက်ခံပါတယ်အလုံးလုံးတဲ့သူတွေကလည်းအရေးတုံးမှနားလဲပြီးတော့မှဒါပတ်ဝန်းကျင်ကအမြင်မတင့်တယ်တဲ့အပြုအမူတွေအပြောအဆိုမျိုးတွေနဲ့အာအဲ့လိုမျိုးတွေနဲ့ပုံစံမျိုးတွေနဲ့မလုပ်ကြဖို့လည်းကျွန်မဒီနေရာကနေတတိပေးပါရနော်ဒါကတော့ဒီနေ့အတွက်ပြောချင်တာလေးပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် ကဲကျွန်တော်ရဲ့တငယ်ချင်းများအားလုံးကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့တလောက်ပါဗျာနော်ကျွန်တော်နိုင်ငံမှာတော့တခခုဘေးကြုံလာပြီဆိုရင်တော့အဲ့လိုမျိုးတတိဖြစ်နော်စီးပွားရှာခြင်းတဲ့သူတွေကတော့ဘယ်ကနေဘလို့ပေါ်လာလဲမသိဘူးနော်အလိုလိုပေါ်လာကြတာပဲဗျလူတချို့ကပေါ့နော်သူတို့တတ်နိုင်သလောက်သူတို့မှမရှိရှိတာလေးတွေပေါန်တိုင်းရောင်းချပြီးကူညီနေတဲ့အချိန်မှာစာဝတ်နေရေးအတွက်ပူစရာမလိုတဲ့လူတချို့ကသူတို့ဘဝသူတို့မိသားစုပဲသူတို့ကြည့်ကြတယ် သူတို့ချမ်းသာဖို့ပဲသူတို့ကြည့်ကြတယ်နော်မရကုတ်ကစီးပွားရှာကြတယ်အဲ့လိုလူတချို့ကတတ်တတ်ကိုရှိတယ်ဗျာနော်မဟာလောဘသားတွေလို့ပြောရင်မမှားဘူးဗျာနော် ဒီဒီထဲမှာကြည်နေတယ်ကျွန်တော်ရဲ့ငွေချင်းတွေရှိတယ်ဆိုရင်လည်းပေါ့နော်ဒီအချိန်မှာကအားလုံးခက်ခဲနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာပေါ့နော်မိသားစုအတွက်ပူရှံတဲ့ပတ်စံအုံမှာကျွန်တော်လှူဒန်းလို့ရမယ်အနေအထားမျိုးဖြစ်နေကြတယ်ပေါ့နော်အကုန်လုံးကကြက်တဲခက်ခဲနေကြတယ်ကဲငွေချင်းတို့လည်းပြောစရာအကြောင်းအရာလေးရှင်ကျွန်တော်ရဲ့အောက်မှာ comment လေးရေးပေးခဲ့ပါအောင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လဲဆုံတွေ့ကြမယ်ဗျာ